န်းကိုစတင်တော့မှာဖြစ်ပါတယ်အဲ့တော့မီးမမွေးတက်တဲ့သူတွေကိုမီးမွေးတက်အောင်တင်ကြပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အာမီးတွေနဲ့မွေးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီမီးပိုရှိမယ်မီးပိုကိုအာပြာတွေရောအရင်တန်ရှင်းလေးလုပ်မယ်ပေါ့နော်အဲ့တော့ပြာတွေကိုဒီလိုအဲအဲ့လိုဒီလိုလေးအဲရှိတဲ့ပြာတွေဒီလိုလေးထုတ်လိုက်ပေါ့နော်ပြာထုတ်ဖို့ရေးကြည့်ရโอเคဒါနံပါတ်1အစ်မီးပိုကပြာတွေထုတ်ထုတ်တဲ့ဆိုရင်ကျွန်တော်ဒီမီးခံပြာတွေပြန်ထားမယ် အဲ့ဒါကြကျွန်တော်တို့ကဒီမှာဒီမျိုးမီးတွေးချောင်းယူလိုက်ပါဘောနော်အမဆန့်အောင်မဆန့်အောင်ဆိုတော့ကျွန်တော်ခုတ်အဲခုတ်လိုက်ပြီအဲ့တော့ခုတ်ယူတာကြကျွန်တော်ဒီကောက်အထိုင်တော့ရအောင်ဘောနော်အထိုင်တော့ရအောင်ဒေါလီမှာထားလိုက်ဒီကောက်လည်းဒေါလီထားပြီးတော့နေရာတအားယူယူနေခါတနောက်နဲ့ခုတ်တနောက်နဲ့ပြန်ထုအဲဟုတ်ပြီအဲ့တော့ရလာတဲ့တုံးလေးကျွန်တော်ကအထိုင်ပေါ့နော်ပြောလို့ဖောင်ဒေးရှင်းချရပေါ့ကျွန်တော်မီးမွေးရခါမှာလည်းဖောင်ဒေးရှင်းဆိုတာရှိရပေါ့ တော့ foundation ချဒါဆိုရင်တော့အနေတော်ပဲကွာထည့်လိုက်ထည့်လိုက်ဆိုတော့နောက်ထပ် midway ရှာလိုက်ဦးမယ်အဲ okay ရပြီကျွန်တော်တို့ net ကြီးရကွာ foundation ချလို့ဆိုတော့တနောင်းရဲ့ full line okay midway တိတိလေးရရနော်ထည့်လိုက် okay အဲ့ပြီးတော့ဆိုကျွန်တော်တို့မီးတစ်ခါငွေဖျောင်းလိုက်တဲ့တိုင်းတုံးကြမလို့ဘူးဝါရှိရဲဝါရှိတယ်နော်အဲ့တော့မပြမယ်အဲအဲ့လို အဲအဲ့လိုအဲအဲ့လိုလေအာဟာတေချာတေချာလေးလာတင်ယူထားတာဒါဒါဒါမီးမွေးလေးတင်တာ free တင်ပေးနေတာနော်တင်တဲ့နေ့မတောင် free တင်ပေးနေတာโอเคมีมวยแต่ละตัวที่ฮะเนาะโอเคมาละอนิกะอนิกะจิอนิกะจิก็เนี่ยจี้เนี่ยว่ะจี้เนี่ยชูบะอ่าชูบะชูได้มั้ยชูได้เลยดิมาดิดิอินเนท่าของจี้ตัวกว่า မြောင်းလေးညာသူကဒီလိုဖြစ်နေအဲ့လိုဖြစ်နေခါကျတော့ဒီထင်းဒီရဝါးကိုဒီလိုလေးထားမယ်ပြီးရင်ဒီကောင်လေးဒီဘက်လေးထားပြီးဒီကောင်လေးကိုဒီလိုလေးထားပြီးရင်ဒီလိုလေးထားဖောင်ဒေးရှင်းဖောင်ဒေးရှင်းချရနေနော်ဖောင်ဒေးရှင်းချရနေရโอเคဒီလိုလေးပုံပါเนาะကျွန်တော်ပြရတိုင်းလိုက်ပုံကြည့်ပါဗျအဓိကကတော့ဟိုလေးလေးဝင်ပေါက်တွေရှိအောင်လို့လုပ်တာပေါ့เนาะလေးဝင်ပေါက်တွေရှိအာမမီးရောက်ဝုန်းဝုန်းဆိုတောက်ပေါ့ အဲဟုတ်ပြီအဲ့တော့ဝါမကျင်းတဲ့တေးဆိုဝါထပ်ထည့်လို့ရမကျင်းတဲ့တေးဝါထပ်ထည့်လို့ရနော်ခါလဲမိပွေးနီးကိုတေချာပြလိုက်ဓမ္မကြီးရပါတယ်မလို့ဘူးနော်ဓမ္မဟင်းခုတ်တဲ့ဓာတ်နဲ့တင်အဆင်ပြေနေဟင်းခုတ်တဲ့ဓာတ်နဲ့အဆင်ပြေဒါမိပွေးနီးတန်တန်โอเค တော့ခုနနမအဆင့်တက်ကကျော်ဒီမီးဖို့တိုင်ရှင်းရေးလုပ်တယ်အဆင့်နှစ်ကကျော်မီးတွေးခဲတိတိလေးတွေဖောင်နေချင်းရှာအဆင့်သုံးကတော့ဝါးတွေကိုနည်းနည်းတိတိလေးလုပ်ပြီးမှဒီလိုနေရာချထားရေးပေါ့နော်နေရာချထားရေးโอเคအဲ့တော့ကျွန်တော်ကတော့ဒီဝါးဒီလောက်ဆိုကျွန်တော်ဂျင်းနဲ့နေပြီနော်ဂျင်းနဲ့နေဆိုကျွန်တော်ဝါးလောက်ဆိုတော်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီလိုထပ်လုပ်မှာဆိုဒီမီးတွေးတွေကိုတော့ခွဲလိုက်နေရခွဲထားဒီလိုအပေါ်ကနေအုပ်လိုက်ထားရအောင် ဒီဒီလိုလေးအုပ်ဝေးလိုက်မယ်နော်ပြီးမီးတွေအကြီးကြီးမတုံးနဲ့ဘာလို့ဆိုတော့မီးရအခုမှဆဆွဲမှဆိုဒီအသေးလေးတွေဒီလိုကွာနေရာလိုက်ချပါနေရာချခါမှာလေးလေးထွက်ပေါက်လေးပါလေးနည်းနည်းပါးပါးပေးဖို့တော့လိုတယ်နော်ရရနော်ရရနော်โอเคအခုလောက်အောင်မယ်နောက်ဆုံးအဆင့်ကကျွန်တော်တို့ဖျောင်းတိုင်နဲ့မီးပြရအောင်နော် ောင်းနိုင်တဲ့နီးညံ့မဲ့အဆင့်ရောက်ပြီ။ဒီကနောက်ဆုံးအဆင့်ပေါ့နော်။နောက်ဆုံးအဆင့်ကတော့ဘာလို့ရမှာလဲဆိုတော့ဖျောင်းနိုင်တဲ့မီးကြီးရ။အမီးကြီးရပါဆိုတော့အဲ့ဒါကျတော့ဖျောင်းနိုင်လေးကိုအဲ့လိုလေးလုပ်တိုင်းမယ်။ဒါဖျောင်းနိုင်ထုံးလိုက်မယ်။ထုံးလိုက်တော့လက်လေးနဲ့ကင်ပေါ့နော်။ကင်ပြီးတော့ဒီထည့်ရုံပဲ။အမှကျတော့မမြင်ရတော့။မမြင်ရတော့နည်းနည်းမီးတွေးလေးနည်းနည်းဖယ်လိုက်။ဖယ်ပြီးတော့ဆိုရင်ဒီအောက်ကနေကျတော့ဒီခွက်လွတ်တဲ့အပေါက်လေးကိုဒီလိုလေးမီးလေးတို့လိုက်ရော အဲ့တော့ကျွန်တော်ခုန foundation ချထားတဲ့အတိုင်းညောင်းလေးရှိရယ်လေလေဝင်လေထပ်အပေါက်လေးရှိရယ်အဲ့နားမှာကျွန်တော်ဖြောင်းနိုင်တယ်အตาလေးကင်ပြီးမှဝါးကိုမီးဆွဲထားဒီကင်ထားလိုက်အောင်ဟမ်ဟာကျွန်တော်မီးဆွဲနေမီးနေချင်းအေးကြောင်လောင်သွားမယ် ဘယ်လိုက်တာလဲဟုတ်မလားလက်ထဲကလက်စီကတော့တောက်တော့လို့ဒါတော့ရပြီဒါ short cut လေးပေါ့နော်ဒါ short cut လေးပေါ့နော်တော်တည်းကလက်မပါတော့လက်မပါဒါ view ဝင် short cut လေးပါလားအဲ view ဝင် short cut ဒါဆိုရင်အစီပြေတော့ရကမ္ဘာတည်းအိမ်မှာပါပါမှာနော် short cut ဆိုမသုံးဘူး short cut သုံးလိုက်အိမ်မှာမတော့ပါဘူး Okay, ta mi mo ni ma di law ba. Me ya, me ya. Eh, mi ti yo ma, si kon ti yo ma.